အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့မင်းသမီးလေးရဲ့လက်စွပ်များပုံမြင်ပဲဖြစ်ပါတယ်ရှင်ဟိုးလွန်ခဲ့တဲ့နှစ်များစွာကဘင်းရင်နေအုပ်ချုပ်တဲ့လက်ထက်တုန်းကဘင်းရင်ကြီးတစ်ပါးမှာချစ်စရာသမီးတော်လေးတစ်ပါးရှိတဲ့ ဘရင်သမီးတော်တမီးလေးမှာဝါသနာတစ်ခုရှိတယ်ဟဲ့ဒါကတော့လက်စွပ်တွေစူဆောင်းရတာတဲ့မင်းသမီးလေးစီမှာအဖိုးတန်စိန်လက်စွပ်ဗဒမြားလက်စွပ်ခြောက်စင်းလက်စွပ်တွေ အပြင်ဂေါ်မုတ်ဥဒ္ဓဖေယမဟူရာနီလာတလင်းပရင်စတဲ့လက်စွပ်ပေါင်းများစွာရှိတယ်ဘရင်ကြီးနဲ့မိဖုရားကြီးကပေးသနာထားတာတွေရောတိုင်းပြည်နေချင်းကလက်ဆောင်ဆက်တာတွေရော ွေမျိုးမိတ်ဆွေတွေက လက်ဆွကြိုက်တတ်မှန်းသီးလို့ပေးထားတာတွေရောပေါ့မင်းသမီးလေးကခဏခဏအဲ့ဒီလက်ဆွလေးကိုထုတ်ဝေ့ကြည့်ပြီးပျော်ရွှင်နေတတ်တာမင်းသမီးလေးကခဏခဏအဲ့ဒီလက်ဆွလေးတွေကိုထုတ်ဝေ့ကြည့်ပြီးပျော်ရွှင်နေတတ်တာပေါ့ဒီနေ့တော့မင်းသမီးလေးရဲ့အဆောင်တော်ဝေယန္တာမှာလက်ဆွတတာကိုဖွင့်လက်တွေမှာဝတ်ကြည့်ပြီးပျော်ရွှင်ခြင်းနှူးနေတော့ ဝရန်ဒါလက်တန်းပေါ်ကယုံလေးတကောင်ရောက်လာတယ်။ယုံလေးကချစ်စရာကောင်းတော့တော့မင်းသမီးလေးကချီပြီးဖွတ်တက်လိုက်တယ်။နောက်ယုံလေးကိုအဝေးထွက်သွားတဲ့အခါလက်စွပ်တွေကိုတိမ်ဆဲပြီးပြန်ဝင်မလို့လုံးလိုက်တယ်လက်စွပ်တွေပြက်စစ်ကြီးတော့စိန်လက်စွပ်တကွင်းလုံးနေတဲ့ သူခဏကလေးတွင်ဝှက်ထားသေးတာမို့တေချရှာပေမဲ့လုံးဝမတွေ့တော့ဘူးသူနဲ့ယုံလေးကလွဲရင်ဘယ်သူမှလည်းမရှိတာမို့မင်းသမီးလေးလည်းနားမလည်နိုင်စွာနဲ့လက်စွပ်ပြောက်တာကိုဘယ်သူမှမပြောဘဲနေလိုက်တဲ့စိတ်တော်မကောင်းမှုပေါ့ ဒီနေ့လက်စွပ်ထုတ်ကြည့်တဲ့နေရောက်တော့လေစစ်စရာယုံလေးဟာသူ့အနာကို ခုံဆွားခုံဆွားနဲ့အပြေကင်းစွာရောက်လာပြန်တဲ့မင်းသမီးလေးလည်းယုံလေးရဲ့အမွေးပွားပွားလေးတွေကိုပုတ်သက်ကစားလိုက်သေးတယ်။ယုံလေးပြန်သွားတော့လက်စွပ်တွေစစ်ပြီးပြန်သိမ့်ဖို့လုပ်တဲ့အခါညလက်စွပ်တကွင်းထပ်ပြောင်းနေပြန်တယ်။ မင်းသမီးလေးလည်းတော်တော်စိတ်ညစ်သွားတယ်။ဒီမှာဘယ်သူမှမရှိဘဲဘာလို့လက်စွပ်တွေပြောက်နေတာလဲ။ရံရွေတော်တွေယူတာလည်းမဖြစ်နိုင်ဘူး။သူ့ထုတ်ဝစ်တဲ့အချိန်ကနေတိမ့်တဲ့အထိဘယ်သူမှလည်းမလာခဲ့ဘူးလေ။ဒီလိုမျိုး၃လ၅ကောက်လောက်ဖြစ်ပြီးတဲ့အခါမင်းသမီးလေးလည်းငိုပြီပေါ့။သူတိတ်မြန်လို့တဲ့နှစ်ပေါင်းများစွာစုဆောင်းထားရတဲ့အဖိုးတန်လက်စွပ်တွေလေ ဖို့တော့တခွေးမကိုမရှိတော့ဘူး။ဘယင်ကြီးနဲ့မိဖုရားကြီးကမင်းသမီးလေးဟဲ့ဒီတက်တော့မျက်နာမကောင်းလို့မေးကြပေမဲ့မင်းသမီးလေးဟာရုံလေးတစ်ကောင်ရလာတိုင်းလက်စွပ်တွေပြောက်တဲ့ကိစ္စပြောရင် သူကိုယုံကြမှာမဟုတ်မှန်းသိတော့ဘာမှမပြောပဲရင်းကိုနှုတ်ပိတ်နေတော့တယ်အစာလည်းကောင်းကောင်းမစားအရင်လိုပျော်ရွှင်တကြမှုတွေလည်းမတွေ့ရတော့တဲ့မင်းသမီးလေးအတွက်မိဘတွေကစိတ်ပူလာကြတာပေါ့ ဒါကြောင့်ဘယင်ကြီးဟာမင်းသမီးလေးပြုရှင်လာအောင်ပြုံးပြော်လာအောင်ပုံမြင်ပြောပြနိုင်မဲသူကို ရွှေတင်းကားတော့လက်ဆောင်ပေးတော်မူမယ်လို့ကြညာမောင်းကပ်ပါစေတော့တယ်။ပဝန်းကျင်တိုင်းပြည်ကပုံပြောသူတွေဟာမင်းသမီးလေးစိတ်ဝင်စားပြီးရေမောစင်နိုင်မဲပုံမြင်မျိုးတွေကို လာရောက်ပြောဆိုကြပါတော့တယ်။ဘယ်သူပုံမြင်ကမှမင်းသမီးလေးကိုမပြောလာသေးသေးပါဘူး။ ဒီသတင်းကိုပရင်နန်းတော်နဲ့ခဝေဝေတော့ဆန်နာကပုံပြောကောင်းတဲ့အဖွားဝညမနှုတ်ဦးကကြားသွားတယ်သူတို့ကအသက်ကြီးပါပြီ ရှီရင်းကားတွေလည်းမမမောတော့ပါဘူးဒါပေမဲ့သူတို့ဟာ အသက်ကျွန်းလုံးတို့ငငယ်ကသူများတွေပြောအောင်ပညာရအောင် ပြောခဲ့တဲ့ပုံမြင်တွေကိုတော့အပြည့်အစုံမမှတ်မိကြတော့ဘူးဆိုပဲဒါဆိုဘလို့လောက်ကြမလဲတိုးတိုင်းပြည်ရဲ့မင်းသမီးလေးကိုပျော်စွေစင်ကြင်လိုက်တာလ လို့အဖွားကိုအကြီးကညီးလိုက်တယ်။အဖွားကိုအငယ်ကပရေတွေတွန့်သွားအောင်ပြုံးလိုက်ပြီးပုံမြင်ဟောင်းတွေမမှန်မီတော့ဘူးဆိုရင်ပုံမြင်အစ်စ်တွေ ရှာလိုက်ရမှာပေါ့တဲ့။ဒီလိုနဲ့အဖွားကိုညီမနှစ်ယောက်ဟာလမ်းမှာပုံမြင်အစ်စ်ဖန်တီးဖို့စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့မလားဆိုပြီးမင်းနေပြီးတော့စီထွက်လာကြပါတော့တဲ့။တော်လန်တနေရာမှာထူးဆန်းတာတခုတွေ့သွားတယ်။ အဲ့ဒါကမြင်းတကောင်ပဲမြင်းဆိုတာကတော့မထူးဆမဘူးမြင်းလောက်လည်းမကြီးပူပူလေးနဲ့ချစ်စရာလေးဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမြင်းဟာရှေ့ကိုမသွားပဲနောက်ပြန်ကြီးသွားနေတာအဖွားကညီမနှစ်ယောက်ဟာအဲ့ဒီနောက်ပြန်သွားနေတဲ့ထူးဆန်းတဲ့မြင်းနောက်လိုက်သွားရင်ပါထူးဆန်းတာတွေတွေ့နိုင်မလဲမသိဘူးဆိုပြီး ခက်လန်းလန်းကနေမြင်းလေးထွက်မပြေးအောင် တိတ်တိတ်ကလေးလိုက်သွားခဲ့ကြတယ် တော်တော်လေးလိုက်သွားရင် တော့နဲ့သေးကတက်လုံးအိမ်တအိမ်နောက်ကမြင်းလေးဝင်သွားတာတွေ့လိုက်ကြတယ်။ဟဲဒီအိမ်ကဒီလိုတော့နဲ့သေးမှာဘာလို့တက်လုံးနဲ့တိတန်လေးရှိနေတာပါလဲ။အိမ်ရှိမှမိဖို့ထားပြီးအသားတွေပါတဲ့ဆံမြိုအိုးတအိုးကပပွက်နဲ့စူလို့အဖွားအိုတွေက မြင်းလေးနောက်လိုက်လာရလို့အတော်မောပြီးဗိုက်ဆာနေကြပြီ။ အသားဆံပြုတ်အနံမှုမှွေးလေးကလည်းဆွဲဆောင်နေတဲ့အိမ်ကလည်းတကားပိတ်ထားပြီးဘာတမ်းမှမကြားတာနဲ့အနာကရောင်မကိုယူပြီးတက်လုံးလောက်ခုံးမိမလို့လုံလိုက်တဲ့ရက်လိုက်ဒါခမည်းတော်အတွက်မဟုတ်ဘူး ယောက်ျားတန်ကြီးကအိမ်ထဲကနေမထင်မှတ်ဖဲထွက်လာပါရောအဖွားကိုနှစ်ယောက်လည်းလန့်သွားပြီးနောက်ဆုတ်လိုက်ကြတယ်။ဘာတမ်းမဆက်မကြတော့လို့အိမ်ရဲ့တော့ပေါက်ကလေးကနေအထဲကိုခြောင်ကြည့်လိုက်တော့အထဲမှာတစ်တားလေးတစ်လုံးနဲ့ယုံလေးတစ်ကောင်ပဲတွေ့တယ်။သူတို့ခြောင်ကြည့်နေတော့မှပဲယုံလေးဟာတဖြည်းဖြည်းအကြီးကြီးဖြစ်လာပြီးလူသားတယောက်ဖြစ်သွားပါရော။ဒီလိုထူးဆန်းတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့အဖွားကိုနှစ်ယောက်ဟာ နောက်ဆုံးနောက်ဆုံးနဲ့ပုံပြင်ပြောသွားမယ် နန်းတော်ဘက်ကိုထွက်ပြေးလာခဲ့ကြတယ်သူတို့မှာခန်းစားချက်တွေရောပြွနေတယ်သူများအစားအစာခိုးစားမိလို့ရှက်သွားတာကတကြောင်ယုံကနေလူဖြစ်သွားလို့အံ့ဩတာရောမင်းသမီးလေးအတွေ့ပြောပြစေရာပုံမြင်အသေးတစ်ခုရလို့ပျော်ရွှင်သွားကြတာပေါ့နန်းတော်ထဲမှာမင်းသမီးလေးဟာစိတ်ပျော်ရွှင်အောင် ပုံပြောသူတွေတယောက်ပြီးတယောက်အကောင်ဆုံးပုံမြင်တွေတလေးစီစူးစမ်းပြောပြနေကြတယ် ဒါပေမဲ့မင်းသမီးလေးကတော့မပြိုရှင်နိုင်သေးပါဘူး။နောက်ဆုံးပုံပြောင်းမဲ့အလဲကတော့အဖွားအိုမြမနှစ်ယောက်ပေါ့အဖွားအိုငေးကအရင်ဆုံးနောက်ပြန်သွားတဲ့မြင်းတကောင်အကြောင်းစပြောတယ်။ အဲ့ဒီမြင်းကိုလိုက်ကြည့်တဲ့အခါတောနဲ့သေးကထူးဆန်းတဲ့အိမ်ကို တွေ့တဲ့အကြောင်းဆက်ပြောတယ်။အိမ်ရှိမှမိမွေးတည်ထားတဲ့မစားခြင်းပဲမနေနိုင်အောင်မွေးပြန့်လာတဲ့အသားဆံပြိုအကြောင်းရောပေါ့။မင်းသမီးလေးကတော့မေးလေးကိုလက်ထောက်အဝေးကုန်ငေးပြီးပဲပုံမြင်ကိုနားထောင်နေရှာတယ်။ သူစိတ်ထဲမှာတစ်ချိန်လုံးလွှမ်းမိုးထားတာပျောက်သွားတဲ့သူ့လက်စွပ်လေးတွေပဲလေအဖွားကိုအကြီးကကြံတဲ့ပုံမြင်ကိုဆက်ပြောပြလိုက်တယ်တကွီကွီမြင်းနေတဲ့အဖွားတို့ရဲ့ဘိုက်ကို ဖြေဖို့ဟဲ့ဒီအသားဆံမြုပ်ကိုနှိုက်စားချက်မလို့လှုပ်တဲ့အချိန်မှာပဲရုပ်တဲရဲ့အိမ်ထဲကနေအတန်တန်ထွက်ပေါ်လာလေတဲ့ရက်လိုက်ဒါခမရတို့အတွက်မဟုတ်ဘူးတဲ့ တို့တွေလည်းသူများဖြစ်စီမခိုးစဘူးခုံမီတော့မလို့ဆိုတော့တအားလန်သွားတယ်။ကိုနှလုံးခုန်တန်းကိုကြားရမတက်လောက်အောင်တရင်တိန်နဲ့ပေါ့တောင်းမှန်မလို့စောင့်နေတော့မှပဲဘယ်သူမှထွက်မလာတော့လို့တို့တွေတော့ပေါက်ကနေအိမ်ထဲကိုချောင်းချစ်လိုက်တယ်။တတားလေးတလုံးဘင်းနာမှာချစ်ဆရာယုံလေးတကောင်မဲတွေ့တော့ပို့လန့်သွားတာပေါ့ မင်းသမီးလေးကဟဲ့ဒီတော့မှအဖွားအိုတို့ကိုတေချာကြည့်လိုက်တယ်ပြောပါအောင်ဆက်ပြောပါအောင်အဖွားရဲ့လို့ပြောလိုက်တယ်အဖွားအိုတို့လည်းမင်းသမီးလေးစိတ်ဝင်စားသွားတာတွေ့တော့ပိုအားတက်သွားပြီးဆက်ပြောပြတယ်တို့လေတည့်ရဲလာတဆေလာ နန်းနာဘဝလာလန့်သွားတာလေအဲ့ဒီအချိန်မှာပဲရုံလေးကတဖြည်းဖြည်းကြီးလာပြီးဝေကောင်းစားလာနဲ့ခက်ခက်ညာညာလူတရားကိုပြောင်းလဲသွားတာတဲ့ တို့မျက်စိတွေတောင် တို့မယုံနိုင်ဘူးကွ။မင်းသမီးလေးလည်းအလောတကြီးနဲ့ဟဲ့ဒီနေရဟဲ့ဒီနေရကိုလိုက်ပြပေးပါနော်နော်လို့တောင်းဆိုလိုက်တယ်။ဘယင်ကြီးလည်းမှိုင်းတွင်နေရကနေတက်ကြလာတဲ့မင်းသမီးလေးကို ကိုရန်တော်တမှုများစွာနဲ့အဖာအိုနှစ်ဦးလမ်းပြတဲ့စီလိုက်သွားစေပါတော့တဲ့အဖာအိုတို့ရောက်တဲ့အိမ်ကိုရောက်ပါပြီအဝေးကနေတောင်လှည့်ရနေတဲ့အသားဆံပြုံနှံကမင်းသမီးလေးကိုဆွဲဆောင်လိုက်တဲ့မင်းသမီးလေးလေးကုကုကိုတောင်တတိမထားမီတော့ပဲအနာကရောင်မလေးကိုယူပြီးဆံမြုပ်တစုံယူမီမလို့လုံးလိုက်တဲ့အဖာအိုနှစ်ယောက်က ားမြင့်မလို့လုံနေတော့မှပဲအိမ်တဲကအသင်ထွက်လာပါရောတုံးဆောင်မမင်းသမီးလေးအသားဆန်ပြုတ်ဟာမင်းသမီးလေးအတွက်ပါပဲတဲ့မင်းသမီးလေးရောအားလုံးကပါဗဇက်ဟောင်းသားနဲ့အံ့ဩတော့ကြတဲ့အိမ်ကတကားတော့မဖွင့်သေးပဲမင်းသမီးလေးလာမှဘလို့တိလေပေါ့အဖွားအိုတွေကလည်းအံ့ဩသွားတယ်သူတို့စားမလို့လုံတော့ကတားမြစ်ခဲ့ပြီ မင်းသမီးလေးကြတော့သုံးဆောင်ပါလို့ပြောတာကိုမင်းသမီးလေးလည်းအိမ်ရဲ့သောပေါက်ကနေအထဲကိုချောင်းကြည့်လိုက်တဲ့အခါတေချာပေါက်သူ့စီလာလေတဲ့ယုံလေးကို တွေးလိုက်ရပါတော့တယ်မင်းသမီးလေးဟာတကားဖွင့်ပြီးဝင်သွားလိုက်တဲ့ယုံလေးကို အရင်လိုပဲကျဉ်ကျဉ်နာနာခြိပွေးလိုက်တဲ့ယုံလေးဘင်းနာမှာသူ့ပြောက်သွားတဲ့လက်စွပ်တတာနဲ့လက်စွပ်တွေအကုန်လုံးပြန်တွေ့သွားတဲ့မင်းသမီးလေးဟာစိတ်မဆိုးပဲယုံလေးကို မေးလိုက်တဲ့ ရှင်လေးရေမင်းလေးရဲ့လက်ချက်ဆိုတာသိနေတယ်။ကဲပြောပါအောင်ဘာလို့တို့ကိုတီတီလိုက်ရှာရအောင်လုပ်ရတာလဲ။ရှင်လေးဟာမင်းသမီးလက်ပေါ်ကခုံစင်းပြီးချုံမော့ခံရတဲ့မင်းသားလေးတစ်ပါးအဖြစ်ပြောင်းလဲသွားတယ်။ကြိုတီထားပြီးသားတော်မင်းသမီးလေးကမယုံနိုင်အောင်ဖြစ်နေတော့မယ်။ဒီလုံလုံရတာခွင့်လွတ်ပေးပါ မင်းသမီးလေးကျွန်တော်ကချိန်သာတည်နေတယ်မင်းသားတစ်ပါးပါပဲ။ မင်းသမီးလေးတပါးကိုယ်တိုင်ကျွန်တော်ရဲ့အိမ်အထိရောက်လာမှကျင်းစာပြေမှာမို့အခုလိုမင်းသမီးလေးရဲ့လက်စွပ်တွေကိုယူလာခဲ့ရခြင်းဖြစ်ပါတယ်မင်းသမီးလေးလည်းနားလည်ခွင့်လွတ်ပေးလိုက်တဲ့အပြင် သူ့လက်စွပ်တရာတွေကယုံလေးပထမဦးဆုံးယူသွားခဲ့တဲ့စိန်လက်စွပ်ကိုလက်ဆောင်ပေးလိုက်ပါတော့တယ်မင်းသားလေးလည်းကျင်းစာကလွတ်သွားပြီးမြင်မြင်ချင်းချစ်မိတဲ့မင်းသမီးလေးနဲ့ပေါင်းဖက်သွားကြပါတော့တယ် ုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်